မြန်မာနိုင်ငံရဲ့ facility အပြည့်စုံဆုံးအင်ယာတီတက်တစ်ခုဖြစ်တဲ့ Star City တဲကမှတိတ်ကောက်အောင်လုပ်ရမယ့်အပြင်နှိမ့်စိတ် agent နဲ့ fight ကိုပါအပြည့်ခံစားရမယ့် Astral အင်ယာတက်ကအင်တလုံးကိုဒီနေ့ဆုလိုက်ပြိုင်မှာဖြစ်ပါတယ်။အေးမြေချေရတော့22ပြီ55ပြီချေတယ်ပေါ့နော်။လမ်းဆိုရင်လည်းထောက်ကွက်ကိုမှတော်တော်လေးမှအဆင်ပြေတဲ့နေရာလေး ကိုလိုက်ပြီးဆိုတော့နဲ့အိမ်ကိုတက်ရောက်မယ်ဒီမှာဆိုလဲ garden area လေးလက်ထည့်ပေးထားတယ် garden area လေးတွေပန်းပင်လေးစိုက်ချင်နေဆိုရင်အဆင်ပြေအောင်လို့တခြားလုပ်ပေးပြီးသားပြီးတော့ခြံစည်းရိုးလေးတွေလည်းခတ်ပေးထားတယ်ကားပါကင်ဆိုလဲနှစ်စီးစာလောက်အေးဆေးဆေးကိုဆန်တာကိုတွေ့ရမယ်ဘေးမှာဆိုလဲကြည့်ပါအောင်ခြံစည်းရိုးလေးခတ်ပေးထားတာကအရင်ကအဆင်ပြေတယ်ကဲဆိုရင်အိမ်လေးတတိယအောင်နော်ဒီမှာဆိုလဲ eco wood တွေနဲ့အလှဆင်ပေးထားတယ်တကားအောင်လည်းလို slide တို့တကားလေးသုံးပေးထားတယ်ဝင်လိုက်ပြီးဆိုတော့ဒီမှာဖနက်စင်လောင်းထားလို့ရမယ်ကပိနက်ကလေးထားလို့ရမယ်နေရာလေးပေါ့နော် ဒီမှာဆိုလည်းမီးပြတ်တယ်စိတ်မပူရအောင်လို့ဒီလိုလေးထားပေးထားတယ်။ ဒါမှမဟုတ်တကားဆိုလည်းဝင်ပေါက်200ကိုအကျယ်ကြီးသုံးမိထားတယ်။တကားရဲ့တူတွေကလည်းအကြီးကြီးသုံးမိထားတယ်။ဝင်ဝင်ချင်းကတော့ living room area လေးပေါ့နော်။ living room area ဆိုလည်း high မြင့်မီတော့ကို ceiling လေးတွေသုံးမိထားတယ်။ဒါမှဆိုလည်း TV လေးကိုမှတခြားအလှဆင်မိထားတွေ့ရတယ်ပြင်မှဆိုရင်ပေါ့နော်။အလှဆင်လို့ရအောင်လို့အပြန်လေးရထားပေးထားတယ်။ဒါမှဆိုလည်း slide တို့တကားသုံးမိထားတယ်။ master room ခန်းလေးပေါ့နော်။တော်တော်လေးကိုမှဆက်ရရလုပ်ပေးထားတွေ့ရတယ်။ပြီးတော့ဒါမှဆိုလည်းအိတ်ခန်းက၄ခန်းတော့ပါတယ်။ master တစ်ခန်း single ၃ခန်းပါတယ်ပေါ့နော်။ ဒီမှာဆိုလဲပါကေးလေးတွေအပြစ်ခင်းမိထားတယ်။ရချိုးကန်းနဲ့ဘိုးတိုင်းပင်စင်တွဲရဲဆိုလဲတေချာတက်တက်ရဲလုံပေးထားတာကိုတွေ့ရတယ်။ water heater တက်ပေးထားပြီးတော့ရချိုးရဲ့နေရာလေးဆိုလဲအောက်ကောပေးရောမှာကြွေပြားတွေအပြစ်ကပေးရတယ်။ခေရလဲကောင်းတဲ့အပြင်ကိုအောက်မှာဆိုလဲကပိနက်ကလေးတွေနဲ့တေချာလှစင်များတွေ့ရတယ်။ခေရဆိုရင်အောက်ဆုံးမှာရှိတဲ့နောက်ထပ်အခန်းလေးတွေကိုသွားကြည့်ရအောင်။ ဒါတွေကတော့ dining room area ပေါ့နော် dining room area ဆိုလဲတေချာတက်တက်ရေလုပ်ပေးထားပြီးတော့အပေါ်မှာဆိုလဲ high မြင်တယ် light တွေလည်းကောင်းကောင်းဝင်နေပြင်ကိုဒီမှာဆိုလဲ microwave လည်းထားပေးထားရယ်ရေခဲတက်တက်လည်းထားပေးထားပြီးတော့ပကံလေးထားလို့ရအောင်လဲအောက်ကအပေါ်ရောမှာ cabinet ကလေးနဲ့တေချာလုပ်ပေးထားရယ်ဒီနောက်မှာဆိုရင် garden area ထည့်ထည့်လို့ရမယ် barbecue တွေပါလေလုပ်စားရတဲ့အချိန်ကျရင်လည်းအဲကောင်မှအဆင်ပြေတယ်အေးစစ်စစ် relax လုပ်ရှင်နေသူတွေအတွက်တော်တော်လေးကိုအဆင်ပြေတဲ့နေရာလေးပေါ့ ကယ်ရဆိုရင်တော့ဆိုတော့နောက်ထပ်အခန်းလေးဒီမှာဆိုလဲ shower area ကိုတခြားလုပ်ပေးထားရဲဒါလည်းရော kitchen room area လေးပေါ့နော်အခေါ်ပေါ်ရောမှာ cabinet တွေတခြားသုံးပေးထားပြီးရောသူအဘန်တပေးထားရဲအောက်မှာဆိုလဲအပေါ်အောက်ကောမှာ prato တစ်စိတ်တွေပဲသုံးပေးထားတာကိုတွေ့ရမယ်တခြားတသက်ရဲ့လုပ်ပေးထားရအောင်တွေ့ရရဲ lighting လည်းကောင်းဝင်ပြီးတော့အဝတ် shower set လေးလည်းထည့်ပေးထားရဲ ခဲ့ရဆိုရင်ဒီအောက်ဆုံးမှာဆိုရင်လည်း stroken area လေးလည်းပါသေးရဲ့အားလုံးကို parking အပြည့်ခင်းမိတာရဲ့ stroken area ဆိုလို့အရင်ကမှကျင်းမနေဘူး second floor တဲ့လေကမ်းနေရာလေးဆိုလည်းနင်းပြောထောင်များကိုကျွန်းနေကြီးပဲသုံးမိထားပြီးတော့ဘေးလက်ကိုင်းဆိုလည်းကျွန်းမဲ့သုံးမိထားရဲ့တေချာတတိရဲ့ဖွဲ့စည်းပေးထားတာကိုတွေ့ရတယ်။ခဲ့ရဆိုရင် second floor လေးကိုကြည့်ကြည့်ရအောင်နော် second floor မှာဆိုရင်တော့ single ၃ခန်းပါရဲ့ပေါ့နော်ဒီမှာတစ်ထပ်ချင်းတွေ့ရမယ်ဒီဘက်ချင်းကတော့ရချိုးခန်းနဲ့ဘူတိုင်းပြင်စင်တီးတန့်ခန်းလေးပေါ့နော်အောက်ကောပြီးရွှေပြားလေးအပြည့်ခင်းမိထားရဲ့ဝ ါတာဟီတာကအခန်းတိုင်းတက်ပေးထားရေချိုးခန်းတိုင်းကိုတက်ပေးထားရေသေချာသေးရေလုပ်ပေးထားပြီးရောကပ်ဘိနက်တွေလည်းသုံးပေးထားရေကြတိရထွက်လိုက်ပြီဆိုတာနဲ့ဒီဟာလေးကတော့ single room ခန်းလေးပေါ့နော်အားလုံးကိုလည်းနေရန်ကပ်ပြီးတော့လေးနဲ့သေချာအလှဆင်ပေးထားရေပြီးတော့အောက်မှာဆိုလည်း parking လေးရအပြစ်ခင်းပေးထားရေဒီမှာဆိုရင်လည်းမို့ရထည့်ပေးထားပြီးတော့အခန်းတိုင်းအခန်းတိုင်းမှာဆိုရင်လည်း aircon တစ်လုံးစီတက်ပေးထားရေဒီဟာထွက်လိုက်ပြီဆိုတာနဲ့ beijing gap နောက်ထပ် single room ခန်းလေးပေါ့နော်အခန်းထဲမှာ tv ထိုင်နေသူတွေဆိုရင်အရင်ကမှအဆင်ပြေရေဖျားခန့် area လေးဆိုလည်းသေချာသေးရေလုပ်ပေးထားရေ ိုက်လိုက်ရတဲ့စီပြီးတော့လည်း တီးတန့်နေရလဲသုံးလို့ရရပေါ့နော်ဒါလေးကတော့စင်ငယ်ပဲတော်တော်လေးကိုမကျဲတယ်တသက်ရဲ့လုတ်ပေးထားရဲဒီမှာဆိုလဲအသေးချာအလှဆင်ပေးထားရဲနေရကပ်ပြီးတော့ပြီးတော့ packet တွေပြခင်းပေးထားပြီးတော့ဒီမှာဆိုရင်အခန်းထဲမှာ private ထားလို့ရမယ် TV ထားလို့ရမယ်ပြီးတော့မှန်တင်ကုန်နေရဆိုလဲအသေးချာသက်ရဲ့လုတ်ပေးထားတွေ့ရတယ်ကြည့်အားဆိုရင်ဒီမှာဆိုရင်လဲ one night area လဲပါသေးရဲ view လဲပွင့်ပြီးတော့ view လဲအရန်ကိုမှလာရဲဒီနေ့ဆိုမိတ်ဆက်ပေးထားရဲဒီအိမ်ရဲ့ဈေးနှုန်းကတော့3600ဖြစ်ပြီးတော့စိတ်ဝင်စားရဲဆိုရင်တော့ PSN property Ada saudara yang paling awal, bisa